Sorry အရှင်မင်းသားရဲ့အထူးကိုယ်စားလှယ်ဖြစ်အင်မီရိုညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ဂုတ်ကြီး Manchester Football ဆောင်ရီတင်ဆက်နေပါရီဘော်ဒီဘောလုံးကြော်မဂုတ်ကြီး Cristiano Ronaldo ကတော့ Sorry အရှင်မင်းသားရဲ့အထူးကိုယ်စားလှယ်ဖြစ် American သမ္မတ Donald Trump ကျင်းပတဲ့အင်မီရိုညစာစားပွဲကိုတက်ရောက်ခဲ့ပါရီဒီပွဲကို American သမ္မတ Donald Trump ထိပ်ပိုင်းခေါင်းဆောင်နေ Elon Musk နဲ့ Sorry အရှင်မင်းသားနာမည်ကြီးပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြတာပါနိုင်ငံရေးရာတွေ့ဆုံတဲ့ပွဲဖြစ်ပေမဲ့ NSA တိုက်စစ်မှုတော်တွေကလည်းဒီပွဲကို Sorry အရှင်မင်းသားနဲ့အတူတက်ရောက်လာခဲ့တာဖြစ်ပါရီ ရက်ကသမရထွန်ရဲ့ထရန့်ကလည်းမိန်ကုံထဲမှာရော်နယ်ဒိုကိုအဲခံကြိုဆိုရတာကဂုဏ်ယူစရာတစ်ခုဖြစ်တယ်လို့သူရဲ့သားကြီးဘာရွန်ထရန့်ကလည်းဂုဏ်ကြီးရော်နယ်ဒိုရဲ့ပြည်သက်ကြီးစားဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ရော်နယ်ဒိုရဲ့အိမ်ပြတော်ကိုလည်းအောက်လည်ပတ်မှုက2016ခုနှစ်နောက်ပိုင်းပထမဆုံးချိန်လည်းဖြစ်ပါတယ်။2023ခုနှစ်မှာရော်နယ်ဒိုကမန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်ဖြတ်သိမ်းပြီးတော့ Sorry League ကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲ့နောက်မှာတော့ရော်နယ်ဒိုကဆော်ရီအိမ်ရှင်မင်းသားပိုင်ဆိုင်တဲ့ NSA တင်းရဲ့ခေါင်းဆောင်ဖြစ်လာတယ်လို့ဆော်ရီဘောလုံးလောကရဲ့မျက်နှာဖုံးလေးဖြစ်လာခဲ့ပါတယ် ရော်နယ်ဟုတ်တဲ့ NSR သင်းကဒနေ့လောက်ကပေါင်152တန်းတိပေးချေထားခဲ့ရတာပါပြီးကြတဲ့ဇွန်လကရော်နယ်ဟုတ်က NSR သင်းနဲ့ပေါင်တန်း300ရှိတဲ့နနစ်တန်တိုးစာချုပ်ကိုချုပ်ရှို့ထားခဲ့ပြီးတော့ကမ္ဘာကောင်းဆုံးဘီလီယံနာဘောလုံးသမားဖြစ်လာခဲ့တာပါအတလီဆိုရဲ့ပိုတူဂီသားအတွက်ကတော့အောင်မြင်မှုတွေနဲ့ငွေကအရှံပဲပဲဖြစ်ပါတယ်လက်ရှိမှာတော့ရော်နယ်ဟုတ်ကဘောလုံးလောကအပြင်နိုင်ငံရေးလောကမှာပါစတင်ပွဲထွက်လာခဲ့ပါပြီလို့ပြောရမှာပါဂုတ်ကြီးကတော့ဂုတ်ကြီးပါပဲ ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကို share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ